ားလုံးမင်္ဂလာပါရှိတပတ်ကတင်ခန်းစာမှာကျွန်တော် expansion slots တွေအကြောင်းကိုကျွန်တော်သင်ကြားပြပါပြီဆိုတော့ expansion slots ဆိုတာကကြာတော့ကျွန်တော်ဒီ expansion cut တွေ site လို့ရမယ်ဆို slot အမျိုးစားတွေဖြစ်ပါတယ်တို့မှာ PCI နဲ့ PCI ရှိရဆိုတာကိုကျွန်တော်ရှင်းပြပြပါပြီပြီးတော့ version နဲ့အနေနဲ့လည်း version PCI မှာဆိုရင် version 1ကနေပြီးတော့ 5T ရှိပါတယ်ဗောနော်ဒါတွေလည်းကျွန်တော်ရှင်းပြပြပါပြီဆိုတော့ဒီ slot တွေမှာကျွန်တော်တို့ဘယ်လို cut တွေကို site လို့ရလဲဆိုတာကိုဒီ video လေးမှာကျွန်တော်လေ့လာမှာဖြစ်ပါတယ်ဆိုတော့ expansion cut ပါ expansion cut တွေလို့ကျွန်တော်တို့ပြောလိုက်လို့ရှိရင်ဘာတွေကိုကျွန်တော်တို့မြင်ရမလဲဆိုရင်ဒီ sound cut တို့ normal card တို့ပေါ့နော် sound card တို့ network card တို့ usb card တို့ပြီးတော့ graphic card တို့ပေါ့နော်ဒါတွေအများတော်အဖြစ်ကျွန်တော်တို့ထပ်ပြီးတော့ site တိုင်းဖြစ်ပါတယ် အဲ့တို့တွေကိုဘယ်နေရာမှာကျွန်တော်တို့တုံးလဲကျွန်တော်တို့ကဒီကွန်ပျူတာတွေကိုအဲ upgrade ပေါ့ကွန်ပျူတာတွေတစ်ဆင့်မြင့်နေတဲ့အခါမျိုးမှာဆိုလိုတာကကျွန်တော်တို့ကအဲဒီကွန်ပျူတာတွေမှာကျွန်တော်တို့ဥမာ gaming game တွေမှာနေဆိုပို့ပြီးတော့တည်ရပေါ့နော်သူတို့မှာအရင်ရောက်ဝင်ထားတယ်အဲ graphic card ကဥမာ 1k ပဲရှိရယ် game က game တွေကအရင် graphic ကောင်းတယ်ပေါ့နော် graphic ကောင်းလို့ချင်တယ်ဆိုရင်ကျွန်တော်တို့ 2k လောက်ဒါမှမဟုတ်လဲ 4k လောက်စပို့ပြီးတဲ့ graphic card တွေဆက်ရပါတယ်အဲ့လို site တဲ့အခါမျိုးမှာကျွန်တော်တို့ကဒီလို card တွေကိုကျွန်တော်တို့အသုံးပြုရပါတယ်အဲ့တော့ဒီ card တွေကိုကျွန်တော်တို့ကဘယ်လိုခေါ်လဲဆိုတော့ graphic card sound card လို့ဒါတွေကအမည်ပေးထားပါတယ်ဒါပေမဲ့ဒါတွေကို ုံခေါ်မယ်ဆိုတော့ကျွန်တော် expansion cast တွေလို့ခေါ်ပါတယ်။ဘာကြောင့်လဲဆိုတော့ဒါတွေကိုကျွန်တော်တို့ကမတူညီရောပေါ့နော်ဒီ expansion slots တွေမှာ site မှာဖြစ်တဲ့အတွက်သူတို့ expansion cast တွေလို့ခေါ်ပါတယ်။ Okay သူတို့ဘာကြောင့်ကျွန်တော်တို့ကဘာလိုအပ်တာလဲဆိုတော့လေ ကျွန်တော်တို့ဆုံးတာကျွန်တော်ရှင်းပြသလိုပဲပေါ့နော်အဲကျွန်တော်တို့ကမန်တာဘုမှာဘေးအင်ပါလာတဲ့ပုံကမန်တာဘုမှာဘေးအင်ပါလာတဲ့ပြောမယ်ဆိုရင်ဒီ graphic card တွေပေါ့နော် graphic card တွေကကျွန်တော်တို့ဒီထပ်ပြီးတော့ upgrade လုပ်ဖို့တက်ကြတော့ဆင်မပြေဘူးဒီရတဲ့အခါကျတော့ကျွန်တော်တို့က desktop မှာကျွန်တော်တို့ပါလာတဲ့ expansion slot တွေကိုသုံးပြီးတော့ဒီ card တွေကိုကျွန်တော်တို့ထပ်ပြီးတော့ upgrade လုပ်ရတာဖြစ်ပါတယ်ကျွန်တော် expansion card တွေကိုမြင်အောင်ပြောပြရမယ်ဆိုရင်ကျွန်တော်တို့က network card ရှိမယ်ပြီးရင် sound card တွေရှိမယ်ပေါ့နော်ပြီးလို့ရှိရင် video card တွေရှိ video card ကတော့ကျွန်တော်ပြောချင်တာ graphic card ပါကျွန်တော်အခုလက်ရှိပေါ့နော်ဒါအခုကျွန်တော်ပြတာဒါ graphic card ပါဒါ တော့ဒါတော့ဆောင်းကတ်ပါဘောเนาะ network card ဒီပါအဲ့နောက်မှာကျွန်တော်ထပ်ပြီးတော့ပြသပြီးသွားပါမယ်။ API USB card တွေရှိမှာဘောเนาะဒါတွေအကုန်လုံးကျွန်တော်က expansion card တွေလို့ခေါ်ပါတယ်။နောက်ပြီးတော့ဒီ expansion card တွေဘောเนาะဒီ card တွေကျွန်တော်စိုက်မယ်ဆိုရင်ဘာလဲလို့လဲဆိုရင်သူတို့ရဲ့တီးတန် driver လေးတွေကျွန်တော် install လုပ်ပြီးရပါဒီ driver တွေမရှိဘူးဆိုရင်ကျွန်တော်တက်စင်လန်တဲ့ hardware device တွေကို operating system တိုက်ရိုက်နားလည်မှာမဟုတ်ပါဘူးเนาะအဲ့တော့ကျွန်တော်တို့ driver တွေလိုပါတယ် โอเคဒါဆိုရင်ဒါကတော့ကျွန်တော်အခုလက်ရှိပြတ်သားပြီးတာတော့ကျွန်တော်တို့ဒီ on board system မှာပါလာမယ်ပေါ့เนาะဒီ port လေးဖြစ်ပါတယ်ကျွန်တော် on board ပေါ်မှာပါပါလဲဆိုရင်ကျွန်တော်တို့ display နဲ့ပတ်သက်ပြီးတော့ VGA ပါမယ်ပေါ့နော် VGA ပါမယ် DVI ပါမယ် USB ပေါ်နှစ်ပေါ်ပါမယ် HDMI တစ်ပေါ်ပါမယ်အဲပေါ့နော်ဒီ sound card sound ဆိုရင်ဒါလေးပါမယ်ပေါ့နော် okay ဒါကကြတော့ဒါကကျွန်တော် video cap ပါဒီ video cap ကိုကျွန်တော်စိုက်လိုက်ပြီးဆိုရင်ပါရီထပ်ပြီးတော့လုံးလိုက်ရလဲဆိုတော့ဆက်ပြီးတော့ကျွန်တော်တို့လေ့လာကြည့်ရအောင် โอเคသူကကျွန်တော်အဓိကကတော့ high performance ပေါ့နော်ပို့ပြီးတော့ရုပ်ထွက်ကောင်းမှုနဲ့ display ပေါ်တစ်ခုကိုအဲကျွန်တော်တို့ဖန်တီးခြင်းတဲ့အခါလိုအပ်တဲ့အခါမျိုးမှာပေါ့နော်ချိတ်ဆက်အသုံးပြုခြင်းတဲ့အခါမျိုးမှာဒီဒီလိုကတ်တွေကိုကျွန်တော်တို့ဟိုပြောမယ်ဆိုထပ်ထိုးပြီးတော့ site ကြပါတယ်နော်โอเคဒါကတော့ကျွန်တော်ဒီဗီဒီယိုကတ်ပေါ့နော်ဗီဒီယိုကတ် graphic ကတ်တစ်ခုမှာပါဝင်နေ port တွေကိုအသေးစိတ်ဟိုဘောနော်အလီကပ်ပြတာဖြစ်ပါတယ်ဒါတွေအကုန်လုံးက display အတွက်လိုအပ်တဲ့ port တွေဖြစ်ပါတယ်တကယ်လို့ကျွန်တော်တို့ display တွေနှစ်ခုသုံးခုခွဲခြင်းနဲ့ဘောနော်ဒါမှမဟုတ်လေကျွန်တော်တို့ကဒီအရှိသေးမြင့်နဲ့ display port တစ်ခုကိုအဲ computer နဲ့ join ပြီးတော့ချိတ်ဆက်အသုံးပြုလို့ဆိုရင်ဒီလိုကတ်တွေထပ်ပြီးတော့ site ပြရပါတယ်နော် အခုကျွန်တော်တို့လက်ရှိထပ်ပြီးတော့မြင်ရမှာတော့ဒါ sound card ဖြစ်ပါတယ်ရှိပြီးသား sound system အနေပြီးတော့အစစ်မြင်တယ်ပေါ့နော် performance မြင်တယ် sound system ဥမာ broadcast လွှင့်တာမျိုးပေါ့အဲကျွန်တော် streaming ဌာနရှိရပေါ့နော်ဒီလိုမျိုးအဲ broadcast လွှင့်တဲ့ streaming ဌာနရှိရအဲ့လိုဟာမျိုးတွေမှာကျွန်တော်တို့ဒီလို sound system မျိုးကျွန်တော်တို့အသုံးပြုကြပါတယ်ပေါ့နော်နောက်တစ်ခုကတော့ကျွန်တော် network card ပါ နှုံဝကက်ကတော့ကျွန်တော်တို့ဒီ IT သမားပေါ့နော်ဒီနှုံဝကင်းသမားတွေနဲ့မစိမ့်ပါဘူးပြီးဆိုဒီဟာတွေပဲချိန်မှာကျွန်တော်တို့တုံးလဲဆိုတော့ကျွန်တော်တို့ server တွေကိုကျွန်တော်တို့ installation လုပ်တဲ့အခါကျရင် တချို့ဒီပေါ့နော် service တွေကို run ဖို့အတွက် server တွေကကျွန်တော်ဘာလို့လဲဆိုတော့နှုံဝကက်နှစ်ကက်လိုပါတယ်နှုံဝကက်နှစ်ကက်လိုတဲ့အခါမှာကျွန်တော်တို့မှပေးရင်ပါတာတက်ကက်တည်းဖြစ်တဲ့အတွက်နှုံဝကက်တွေကိုထပ်ပြီးတော့ကျွန်တော်တို့ site ပေးရပါတယ်နော် okay ဒီ network ကတွေကိုကျွန်တော်တို့ site တဲ့အခါမှာဘာရှိမလဲဆိုတော့ network ကတွေက ဟိုသူအမျိုးမျိုးရှိတယ်ပေါ့နော်ကျွန်တော်တို့ကအခုတကယ်လို့ကျွန်တော်တို့လိုအပ်တာပေါ့နော်10တရားကိုစိုက်ချင်တာလားဒါမှမဟုတ်10တရား1000ထိ1 kit ထိပေါ့နော်စပူပေးတဲ့ကက်ကိုစိုက်ချင်တာလားပေါ့နော်အဲဒါကတော့အခုကျွန်တော်ပြထားတာ single port internet cap ဖြစ်ပါတယ်နော်ဒါ support ဘယ်လောက်တိပေးလဲဆိုရင်10တရာ1000ဆိုရင်ကျွန်တော်တို့10 mega mega per second ပြီးလို့ရှိရင်100 mega per second ပြီးရင်1000 mega per second နော်အဲ့လိုဒီ support ပေးပါတယ် โอเคပြီးတော့သူ့ရဲ့ဒီပေါ့နော် PCI ကကြတော့ဗာမျိုးစားလဲဆိုတော့32 bit gigabit ethernet cap 32 bit support ပေးတဲ့ PCI cap ဖြစ်ပါတယ်အဲသူ့ကို64 bit မှာကျွန်တော်တို့ site လေးရမှာမဟုတ်ပါဘူးเนาะโอเคနောက်အကအကြောင်းကိုကျွန်တော်တို့သိပြီဆိုရင်ကျွန်တော်ထပ်ပြီးတော့ USB card အကြောင်းကျွန်တော်လေ့လာမယ် USB card ရကြတော့ကျွန်တော်တို့ bio pile ဆိုတော့အခုဒီကျွန်တော်တို့ကတကယ်လို့ဖိအင်မှာပါတဲ့ဟာပေါ့နော် USB 2.0တွေကျွန်တော်ပါတယ်2.0တွေကျွန်တော်တုံးအောင်ပြီဆိုရင်ကျွန်တော်က USB 3.0တွေတက်ဆင်လို့ရပါတယ် USB 3.0နဲ့2.0ပဲကွာလဲဆိုတော့ data transfer လုပ်တယ်ဟာနိ data transfer rate ကကျွန်တော်တို့ USB 2.0က USB 3.0လောက်မကောင်းဘူး3.0က2.0ထက်ကိုဆယ်စားလောက်မြင်ပါတယ်နောက်တစ်ခုကတော့ကျွန်တော်တို့ဒီ storage expansion cap storage expansion cap ဆိုတာကိုကျွန်တော်တို့ဘာကြောင့်ပြောရလဲဆိုတော့ဒီ storage expansion cap ဆိုတာအဓိကကသူက SATA port ကိုကြိုးတာပါ ကျွန်တော်တို့ဒီ desktop မှာကျွန်တော်တို့ starter port တွေပါပါတယ်ဒီ port လေးကိုပြောရမှာအဲဒီ port လေးတွေပါတယ်ဒါပေမဲ့သူ့မှာ limit ရှိရပါတော့သူ့မှာအကန့်အသတ်နဲ့ပါတယ်ဒီလိုကျွန်တော်တို့ကဒီလို port တွေကိုထပ်ပြီးတော့လိုချင်တယ်ဆိုရင် ဘာထပ်လုပ်လို့ရလဲဆိုတော့ကျွန်တော်တို့ဒီ expansion card ကိုကျွန်တော်တို့ site လို့ရပါတယ်ဒီ PCI storage expansion card လေးကိုဒီ card ကိုကျွန်တော်တို့ site လို့ရတယ် site ပြီးရတယ်ကျွန်တော်တို့ဒီ SATA port 3.0ကိုအသုံးပြုလို့ရပါတယ်ပေါ့ Okay ကျွန်တော်တို့ driver installation ကိုဘာကြောင့်ကျွန်တော်တို့လိုရလဲဆိုတော့ဒီအဲကျွန်တော်တို့ကဒီ window ပေါ့နော်ဒီ operating system ကြီးကအဓိကကကျွန်တော်တို့ဒီ hardware device တွေကိုသူက manage လုပ်ဖို့အတွက်ပါပဲဆိုလိုတာက driver မရှိဘူးဆိုရင်ဒီ operating system အညာသူ့အလိုအလျောက်ပြဒီ hardware device တွေကိုသူကနားမလည်နားမလည်တဲ့အခါကျတော့ တို့က driver ကိုကျွန်တော်တို့ run ပေးရပါတယ် driver ကတော့ software တစ်မျိုးပါပဲအဲ driver တွေမှာကျွန်တော်တို့အမျိုးအစားတွေရှိပါတယ်ဥမာဒီ64 bit ဆိုရင်လည်း64 bit နဲ့တင်တော်တဲ့ driver ကို run ပေးရပါတယ် operating system အလိုက်ပေါ့နော်32 bit ဆိုရင်လည်း32 bit driver run ပေးရပါတယ် driver မရှိဘူးဆိုရင်ကျွန်တော်တို့အသံနဲ့ sound sound system တွေလာမှာမဟုတ်ပါဘူးပြီးတော့ graphic ဒီ display တွေလည်းဟိုကောင်းကောင်းမဟုတ်ဘူးနော်ကြီးကြီးလေးလေးမြင်ရမှာမဟုတ်ပါဘူးဟိုဆိုလိုတာကဗျာ MIDI hardware device မဆိုကွန်ပျူတာနဲ့တက်ဆိုင်အသုံးပြုချင်တယ်ဆိုရင်ကျွန်တော်တို့ driver run ပေးရပါတယ်ဘာကြောင့်လဲဆိုတော့ OS တဲ့ပေါ့နော်ကောင်းမှုဆိုချိ ဆက်အလုပ်လုပ်နိုင်မှုအတွက်ပါနော်ဒီတိုင်းဟိုကုဘကွန် hardware တည်တံ request ကိုတက်လိုက်တာနဲ့ OS ကအချက်ချင်းဒီ hardware ကိုသူနားမလည်ပါဘူးနားမလည်တဲ့အခါကျတော့ကျွန်တော်တို့ကဒီ driver ဆိုတာကိုမဖြစ်မနေကျွန်တော် run ပြဖို့လိုအပ်ပါတယ်နော်ဟုတ်ကဲ့အခုကျွန်တော်ရှင်းပြခဲ့တာအားလုံးကတော့ကျွန်တော်တို့ဒီ motherboard မှာပေါ့နော်ဒီ desktop motherboard မှာကျွန်တော်တို့ထပ်တိုးပြီး site လုပ်ရတယ်ဒီ expansion cut တွေအကြောင်းပဲဖြစ်ပါတယ်အားလုံးလည်းနားလည်ကြမလို့ကျွန်တော်မျှော်လင့်ပါတယ်နော်โอเค